နိုဝင်ဘာ9ရက်ယနေ့မနက်ပိုင်းကနေပြည်တော်ပုပ္ပသီရီမြို့နယ်ကြည်တောင်ကံမှာပြုလုပ်တဲ့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ MFDP ရဲ့မဲဆွယ်စည်းရုံးဟောပြောပွဲအပြီးရင်းမြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွတ်တော်ကိုစားပြုနေရကိုဝင်းရောက်အွေခံမယ်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့လွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စုမြတ်စံတာက ူမနဲ့သူမပါတီကတွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမဲပေးကြဖို့တိုက်တွန်းပြောကြားသွားတာဖြစ်ပါတယ်။အဆိုပါမဲဆွယ်စီယုံဟောပြောပွဲမှာမြန်မာနိုင်ငံတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီ MFDP ဥက္ကဋ္ဌဥကျော်စွာဆိုကယခုလိုပြောကြားသွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာတိုင်းပြည်မှာကောင်းဆောင်ကောင်းဆ ံပါတ်၁စိတ်ကြီးမတော်ဘူးဆိုရင်ချောက်ပြုံကြီးမတွေးနိုင်ဘူးဒီလိုတွေးတယ်ဟုတ်လားသူကတော့ငောက်ပြောနေပြီသင်ပြနေတယ်ရိုးရောရိုးရဲလားမဟုတ်ဘူးချင်းနဲ့ဟုတ်လို့ပဲမတင်ဘူးအဲ့ဘေးနာငချွန်တော်ကတွန်းလိုက်စိတ်ကပြတ်ပေါ့နော်ဒါကြောင့်ခေါင်းဆောင်ပါသမျာခဏတို့ရှင်ထဲမှာထက်တာစိတ်ရင်းကောင်းဖို့ဓမ္မတစ်ပဲဟုတ်လားမဟုတ်လားဟုတ်လားသိရင်ကောင်းတယ်ဆိုတာကဘာမဆို ချင်းစာတိုက်ရှိပြီးမြတ်တာတဲ့သူကိုပြောတာနော်ကိုချင်းစာတဲ့ကိုချင်းစာကိုယ်ဆွေမျိုးပဲကိုချင်းစာနေလို့မရဘူးနော်တနိုင်လာလို့ကိုချင်းစာတန်းရမယ်အခုကဆွေမျိုးသားချင်းဆိုကိုချင်းစာကတရားကအားထားတယ်သာသမီဆိုပုံစိုးမင်းမြင့်ဆိုပုံစိုးကိုချင်းစာတဲ့ကားထားပြီးတော့စောက်ချောက်ကြလာမပေးနဲ့နော်တော်ပြီကျုပ်တို့တခါလာလဲဒီသေးပဲတခါလာလဲဒီသေး ြောင်းမဲ့ဆိုရင်ထောက်ခံမှာလားမထောက်ခံဘူးလားနော်ဒါကြောင့်ကျုပ်တို့ပြည်သူတွေကအထူကြိုက်အထူကြိုက်တော့သကြားကြွကြွသကြားလုံးမဲ့ကြွကြွပြုံ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 ကျုပ်တို့လူငယ်တွေကဘာနဲ့တူလဲဆိုအဆက်တော့ရှောက်ဒါကြောင့်ရေဦးဒီအစိမ့်မဲ့ကြွကြွအနီမဲ့ကြွကြွဆက်တယ်နော်ဆက်တဲ့ကတော့မသားနဲ့တော့လို့ပဲပြောမယ်အထူ ဒါကြောင့်မြုပ်ကြီးတော့သွားမသွားမိနဲ့သာမီးကဏ္ဍရေတောက်လို့တော့သုံးမှာမဟုတ်ဘူးအဝင်လဲဆိုတဲ့အတွက်ကြတယ်လဲပြင်မှာပူသွားတယ်ဘာနဲ့မှန်းဟောဒါကြောင့်သိသိကြကြကောင်းလဲမထဲတာငါတို့ကောင်းသူလေသမားတွေဒီတကောက်တော့အခြေခံလူတန်းစားတွေ ဒီကောင်းထွက်ပါတယ်ခင်ဗျာဟိုဥဒါကြီးပြောသွားသလိုပဲဒီသူကဒီစီရတဲ့ဒီသူတွေရုပ်တိစားရင်တော့ဆက်တယ်ဆိုတာတော့ဒီသူတွေသိပြီပဲအဲ့တော့အချိုးစားဖို့အတွက်မဲပေးသေးချင်ပါတယ် ပုပ်ပသီရီမျိုးနဲ့ပြည်သူ့လွတ်တော်ကိုစားပြုနေရကို ဝင်းရောက်ရှင်ပြိုင်အရွေးခံမယ်ဒေါ်စုမြတ်စန္ဒာဟာဥပဒေဘွဲရတဦးဖြစ်ပြီးပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲတုန်းကလည်းအခြားပါတီတစ်ခုကိုကိုစားပြုပြီးပုပ်ပသီရီမဲဆန္ဒနယ်ရဲ့ပြည်သူ့လွတ်တော်ကိုစားလဲနေရကို ဝင်းရောက်ရှင်ပြိုင်အရွေးခံခဲ့တယ်လို့သိရပါတယ်ကျွန်တော်ဝင်းဦးပါ